တော့ဒီသင်ခန်းစာကကြတော့အနည်းဝေးသဘောတရားမဟုတ်သေးဘူးနော် sorry မှတ်သားလို့ပေါ့နော်ကျွန်တော်အရင်ဆုံးအပုံကိုပုံဖော်ခြင်းမှာအပုံကိုပုံဖော်ခြင်းသင်ခန်းစာအခြေခံပုံသဏ္ဍာန်တွေကြောင်းကျွန်တော်ရှင်းပြခဲ့ပြီဆိုတော့ပုံသဏ္ဍာန်တွေကိုအသုံးပြုပြီးတော့ပုံတွေရေးဆွဲမယ်ဆိုပါစို့နော်ဒီလိုမျိုးဒီလိုရေတန့်ဘူးပုံလေးတွေကျွန်တော်တို့ဆွဲမှာပေါ့နော်ဆိုတော့အဲ့မျိုးပုံလေးတွေဆွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာကိုခြေခံမှာဆိုလို့ရှိရင်အဲဘ ਹੁ မြင်းရှိမှာ ုံပုံဆိုရင်ဗဟုမြင့်ရှိမယ်ဗဟုမြင့်ပြီးတဲ့ခါကျလို့ရှိရင်ဒီပုံကိုအခြေခံပြီးတော့ဒီရေတန်ဘူးဖြစ်လာတယ်နော်ဆိုပါစို့သဘောပြပြတာပေါ့နော်ဒီအပုံကိုအခြေခံပြီးတော့ဒီရေဘူးဖြစ်လာတယ်ပြီးတော့ဒီဒီဆက်ဝိုင်းနဲ့ဒီမြင်းကိုအခြေခံပြီးတော့ဒီမှာဒီရေကရအိုလေးဖြစ်လာတယ်ပေါ့နော်အဲဒါအိုခြေခံပြီးတော့ဒီပုံစံလေးဖြစ်လာတယ်ဒါကိုခြေခံပြီးတော့ဒီပုံစံလေးဖြစ်လာတယ်ဆိုတဲ့သဘောတရားဒီကို အဲပကြီးစတင်တဲ့လူငယ်တွေပေါ့နော်လူငယ်တွေအကူအမတွေညီငယ်မောင်ငယ်တွေအကောလုံးတိထားဖို့လိုတယ်နော်ကျွန်တော်တို့အပုံတစ်ပုံကြည့်လိုက်ပြီးဆိုတာနဲ့ဒီရဲ့ပုံတံတန်ဟာဘယ်ကျွန်တော်တို့တင်နေတဲ့ပုံတံတန်နဲ့ဘယ်ထားနဲ့တွားပြီးကြိုက်လဲအနည်းဆက်ဆုံးမြင်းတွေကိုအရင်ဆုံးဖြက်ဖြက်ပိုင်းရပါတယ်အစ်စ်ပိုင်းတွေအကောလုံးဖြက်ပိုင်းရပါတယ်ဆိုတော့ဥပမာထားပါဆိုကျွန်တော်ဒီပုံပုံပါဆိုလို့ရှိရင်ဟုတ်ပြီအလေဘိုဟိုမြေကျွန်တော်တို့ဆွဲလိုက်မယ်ဆွဲပြီးဆိုလို့ရှိရင်ဟောရေးတတ်မှုဆိုတဲ့စာသားက ဒီဘဟိုမြေဘယ်ပိုင်းမှာရှိတယ်လဲကျွန်တော်ပိုင်းမယ်ဖင်ကရောဘယ်ပိုင်းမှာရှိတယ်တုံးမုံမုံပွင့်နှပုံလဲဆက်ပြီးအပုံအချိုးတွေနဲ့ကျွန်တော်တို့ကသွားရမှာဖြစ်ပါတယ်ပြီးဆိုလဲသွားလို့မရအောင်เนาะအချိုးတွေနဲ့ကျွန်တော်တို့သွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာအဲဘာပုံတန်းရှိလဲဟုတ်ပြီဒီဘလေးတပုံတန်းရှိဆိုရင်ကျွန်တော်လေးတပုံတန်းအောင်ကျွန်တော်ဆွဲလိုက်မယ်လို့အဲ့ဒါနေကျွန်တော်ကိုေးမယ် လိုအဲ့ဒါနေရာကျွန်တော်တို့ထည့်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာရေတန့်ဘူးဘာညာကလီစာတွေကျွန်တော်ထည့်လိုက်မယ်ဆိုလို့ရှိရင်တဘောဒါကတဘောပြောပြတာနော်ဆိုလို့ရှိရင်ဒါဒီပုံစံတဘောကအလွယ်လွယ်ကူအချိန်ကကုန်အာစနစ်တကျနဲ့အသေးသေးချာအချိုးချာဆွဲနိုင်မှာဖြစ်တယ်ဆိုတော့ကဒီအပုံဒီပုံနေလဲအေးတိုင်းမယ်နော်ကျွန်တော်ဆက်ဝိုင်းဆက်ဝိုင်းပုံကနေပြီးတော့မှဆက်ဝိုင်းကိုအပိုင်းပိုင်းခွဲတယ်နော် level ဟိုမြင်ကျွန်တော်တို့ရှိတယ်နော်အလေဘုံမြင့်ရှိတယ်အပုံတိုင်းမှာအလေဘုံမြင့်ရှိတယ်ဖရဲမှာလည်းအလေဘုံမြင့်ရှိတယ် တကယ်လို့အလယ်ဘဟုမြင်မရှိဘူးဆိုလို့အဲ့ဒီပုံကတစ်ဖက်သူတစ်ဖက်ရှေ့ဒါမှမဟုတ်လို့ရှင်တစ်ဖက်ဆောင်းတစ်ဖက်ပယ်တစ်ဖက်ကကြီးတစ်ဖက်ကတဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြီးသွားပြီဆိုလို့ရှင်ရေခရယာဦးရဲ့အထက်ကပင်နားမှာရှိတာအပြင်အပြင်ပုံမဆိုရင်ပေါ့နော်ဒီရဲ့နားကပင်မှာရှိတာဒါကပင်မှာရှိလားဆိုတာအပေါ်မှာပြန်ပြီးတော့ကျွန်တော်ပိုင်းချပြီးတော့မှဟာလာပိုင်းချပြီးတော့မှကျွန်တော်တို့ကအမ်ပြန်ဆွဲရမှာဖြစ်တယ်ပုံဖော်ရမှာဖြစ်ပဲဖြစ်တယ်เนาะ ုံဆွဲခြင်းပညာထက်ပုံဖော်ခြင်းပညာကကျွန်တော်တို့ပို့ပြီးတက်ဖို့လိုတယ်ပုံဆွဲတာကတော့မှန်တယ်ဒါပေမဲ့ပုံမဖော်တက်ရင်ပုံမဆွဲတက်ဘူးเนาะအပုံတစ်ပုံကိုဘယ်လိုပုံဖော်ရမလဲဒါကိုသိဖို့လိုတော့ပေါ့เนาะပုံဖော်ဖို့အတွက်ဘာတွေကုံကျန်းလို့တလဲကုံကျန်းကဘာရလဲကုံကျန်းဆိုတာကျွန်တော်ပြောခဲ့တဲ့ this เนาะအအခြေခံပုံတရံနေရှိမယ်စဝိုင်းနေဟုတ်လားလာကျန်းပုံနေကျဲပုံနေစတဲ့ဖြစ် ရှိတ်တွေအများကြီးရှိမှဒီရှိတ်တွေအကိုအကောလုံးမျက်စိနဲ့မြင်တတ်မယ်အသုံးပြုတ်တတ်မယ်ဆိုလို့ရှိရင်ဒီပုံတွေကတော့ကျွန်တော်တို့လက်ဖြတ်တစ်ခါတစ်ခါတီးလိုက်ရတယ်ကျွန်တော်တို့ဖြတ်ခဏနဲ့အော် magic လိုမျိုးထွက်လာမှာဖြစ်ပါတယ်တပေါ်ပဲပြတာပေါ့နော်ဆိုတော့အဲဒီဖျားစီဒီမှာလဲဒီတိုင်းပဲနော်ဒီဖျားစီဒီမှာလဲဒီတိုင်းပဲကျွန်တော်တို့ဒါမပါဘူးနော်အချိုးနေပါလို့ဆိုတော့ ီမှာပန်းပုံစံအားလည်းဒီတက်ကနေဆက်ဖြစ်လာတာပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ကျွန်တော်ဘာလောက်လိုက်လဲဆိုတော့ကျွန်တော်ကိုးလိုက်တယ်အလေဘဟိုမြင့်ရှိတယ်ဟုတ်လားအလေဘဟိုမြင့်ရှိတယ်လူအဲ့တဲ့နေရာကိုကျွန်တော်တို့လူတို့လူကိုးတယ်ကောက်တယ်ပုံဖော်တယ်နော်စသဖြင့်ဒီနီးတိုင်းတာကျွန်တော်တို့တွားမယ်ဆိုလို့ရှိရင်အဲပုံတံအများကြီးဆွဲခြင်းတင်ငန်းစာကိုကြည်ကြည်ညံ့ညံ့နဲ့နားလေသွားမှာဖြစ်ပါတယ်ဆိုတော့နားမလဲတာရှိရင်ပြန်ပေးနိုင်ပါတယ်ဆိုတော့အင်စာတဲ့နေရာမှာပြန်ထပ်ပေးပါ ဒီလိုတိုင်းပဲပြန်ဆွဲပေးနော်ကျွန်တော်ဒီလိုတိုင်းပဲပြန်ဆွဲပေးဒီလိုတိုင်းပဲပြန်ဆွဲပေးနော်ပြန်ဆွဲပေးပြီးတော့သဘောတရားတွေတည်သွားပြီဆိုလို့ရှိရင်ကျွန်တော်အင်စာပေးပါမယ်နော်အင်စာပေးမယ်ဆိုတာကဘယ်လိုအင်စာလဲဆိုတော့ကိုယ့်အရှိမရှိတဲ့ကိုယ့်အိမ်မရှိတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မရှိတဲ့အရာဝတ္ထုအိမ်စတဲ့ဖြစ်ကြိုက်တဲ့အရာဝတ္ထုမှန်တယ်မြောက်အကလုံးကိုပုံဖော်ခဲ့ပေးပါဒုတယ်မလို့ပါဘူးပုံဖော်ဖို့ပဲလိုပါတယ်ပုံတည်ရန်ပေါ်ဖို့ပဲလိုပါတယ်ပုံစံ ပေါ်ဖို့ပဲလုပ်ရပါတယ်ဒုတဲ့တွေဘာညာကျွန်တော်အမ်မပေးဆွဲခိုင်းသေးပါဘူးဘာလို့လဲဆိုတော့အခြေခံပဲဖြစ်တဲ့အတွက်ကြောင့်မို့ဒုတဲ့တွေမပါသေးပါဘူးเนาะဆိုတော့အဲ့ဒါကအင်စာပါနားမလည်ပြန်မေးလို့ရပါတယ်